ကလေးလမဟုတ်တာသူတို့တွေတည်တယ်有怎么深夜？သူတချင်းဆိုတဲ့အချိန်ပြောရင်လည်းသူကရတယ်သူအစာကောင်းလာလေးစားလို့သူပြောရင်လည်းသူကကရတယ်ပေါ့အဲ့လိုမျိုးခေါင်းလေးလှုပ်စီလှုပ်စီနဲ့အများရန်ကနေရလေးဖြစ်ပါတယ် ရွှေငွေနဲ့ကိုအိန္ဒြတို့မရှိလက်နေနိုင်ပါတဲ့တစ်လုံးအလိုအဆုံးကဘဝကိုအယုသဆုံးနေဖို့သူကအဲ့လိုတခင်ငယ်လေးနဲ့ချင့် kiss ပေးတယ်သူတခုခုလိုချင်တာလည်းဖြစ်ဖြစ်သူဒီတိုင်းနိုင်နေနေနဲ့ချစ်လို့ပဲဖြစ်ဖြစ်သူခဏခဏလာလာပြီးတော့နန်းနေအဲ့ဒါသူကအမြဲတမ်းနန်းနန်းနေကြတယ်အဲ့လိုမျိုး ကတော်တော်များများနားလေနားလေတာမှာနားလေတဲ့အပြင်မှာ तू ကသခင်နဲ့ထက်တူတောင် ခံစားတတ်တယ်ပေါ့နော်ဒီပေါ့သခင်ကိုမိုးနေတာဝန်းနေနေတာမျိုးမြင် तू ကလည်းအဲ့လိုမျိုးဝန်းနေတယ်ပေါ့မျက်ရည်လေးတွေတုတ်ပေးတယ်သခင်ပျော်တယ်ကနေတယ်ဆိုရင် तू ကိုယ်တိုင်ကလည်းအဲ့လိုမျိုးပျော်တယ်ကတယ်အဲ့လိုမျိုး ့ကြတော့ဘယ်လိုခေါ်ရလဲဆိုတော့ကျက်တူရည်တွေထဲမှာကျက်တူရည်မျိုးစိတ်ထဲမှာလူရှင်တော်ကျက်တူရည်မျိုးစိတ်လို့ခေါ်တာပေါ့သူကသူ့ရဲ့အပြုတ်မှုတစ်ခုချင်းစီရအစာအဲ့လိုကြည်လိုက်ရင်ချစ်စရာလေးနဲ့ရည်ချင်စရာလေးဖြစ်နေတာပေါ့နော်အဲ့အကြောင်းမို့လို့ဒီကလေးလေးတွေကကြာအဲ့လိုမျိုးလူရှင်တော်ကျက်တူရည်ဆိုပြီးနာမည်ကြီးရပေါ့နော် Simon Fraser ကတော့နှုတ်ဖြစ်ပါတယ်ရှင်။အာဒီကလေးလေးကတော့ Jessie လို့ခေါ်ပါတယ်။သူကတော့ကိုဖြစ်ပါတယ်။ဒါလေးကတော့ကိတ်ကိတ်ပါ။ဒီလိုလေးရတော့ connection မိနေပြီပြီးတော့ငကိုကလေးအရင်လဲလူကတ်တဲ့အမျိုးဖြစ်တာလဲပါတယ်။ဥမာဒီဆန်ဒီဆန်ဆန်ကွန်တာပေါ့နော်ဒီဒီကလေးလေးမျိုးချက်ရှိတဲ့မျိုးကလေးလေးဆိုငကိုကလေးအရင်လူရန်ကတ်တဲ့လူရန်ခင်တယ်။ တော့じゃあသူတို့ကအဲ့လိုပေါ့လူနာလေးမှတစ်ချိန်လုံးကတ်ချင်တာပေါ့ကိုကတော့ PC လေးကလေးအမွေရမယ်လို့တခင်ရန်ကတ်တာပေါ့နော်ဟုတ်ကဲ့အာကိုကじゃあသူများနဲ့မတူတာသူတို့ကိုじゃあဘယ်လိုခေါ်ရလဲဆိုတော့ကျက်တူရေးတွေထဲမှာကျက်တူရေးမျိုးစိတ်ထဲမှာလူရှင်တော်ကျက်တူရေးမျိုးစိတ်လို့ခေါ်တာပေါ့သူကသူတို့ရဲ့အပြုတ်မှုတစ်ခုချင်းစီရအစားအဲ့လိုကြည်လိုက်ရင်ချစ်စရာလေးနဲ့ရည်ချင်စရာလေးဖြစ်နေတာပေါ့နော်အဲ့ဒါကြောင့်မို့လို့ဒီကလေးလေးတွေကじゃあအဲ့လိုမျိုးလူရှင်တော်ကျက်တူရေးဆိုပြီးနာမည်ကြီးရပေါ့နော် ခုံဆွားသွားတယ်အဲ့လိုမျိုးပြီးရင်မျက်လုံးကြီးကျူးပြီးတော့ဟိုခိုဘက်ရင်ဒီဘက်ရင်ကရတယ်အဲ့လိုမျိုးပေါ့ပြီးသွားလို့ဆိုရင်ဇောက်ထိုးတွေမုံမျော့တွေနေတယ်တအားပြောင်းဆန်အောင်ဆော့တယ်အဲ့လိုမျိုးပေါ့စကားကြရမှန်သမျှအကုန်လုံးလဲသူဘယ်လိုဆော့ရမလဲဆိုတော့သူအကုန်တိတယ်ပေါ့အဲ့လိုပုံစံမျိုးတွေလာဟာနားလဲတယ်ကိုလေးကတော်တော်များများနားလဲနားလဲတာမှနားလဲတဲ့အပြင်မှာသူကသခင်နဲ့ထက်တူတောင်ခံစားတတ်တယ်ပေါ့နော်ဒီပေါ့ သခင်ကိုမိုးနေတာဝန်းနေနေတာမျိုးမြင် तू ကလည်းအဲ့လိုမျိုးဝန်းနေတယ်ပေါ့မျက်ရည်လေးတွေတုတ်ပေးတယ်သခင်ပျော်တယ်ကနေတယ်ဆိုရင် तू ကိုယ်တိုင်ကလည်းအဲ့လိုမျိုးပျော်တယ်ကတယ်အဲ့လိုမျိုး तू ကအဲ့လိုသခင်ငယ်လေးနဲ့ချင် kiss ပေးတယ် तू တခုခုလိုချင်တာလည်းဖြစ်ဖြစ် तू ဒီတိုင်းနိုင်နေနေရင်းနဲ့ချစ်လို့ပဲဖြစ်ဖြစ် तू ခဏခဏလာလာပြီးတော့နန်းနေအဲ့ဒါ तू ကအမြဲတမ်းနန်းနန်းနေကြတယ်အဲ့လိုမျိုး ူအိတ်ချင်တဲ့အချိန်မျိုး तू ပုတ်ခန့်ချင်တဲ့အချိန်မျိုးဆိုလို့ရှင်တော့တခင်နားမှာလာချွဲတယ်ဒါပေမဲ့ तू တခုခုလှုပ်ချင်ပြီ तू တခုခုလိုချင်ပြီဆိုလို့ရှင်တခင်နားမှာလာပြီးတော့ချွဲတယ်ပေါ့ဟိုတခါတ냐အိတ်ကလေးတရက်တစ်ခေါက်ထားခဲ့တယ်ဒါပေမဲ့ तू ကအိတ်ထားခဲ့တဲ့ခဏလေးမှာကိုပဲ तू ကအလိုအမားကိုလိုက်ရှာတယ်ပေါ့အိမ်ထဲမှာဟိုဘက်ရှာဒီဘက်ရှာအစားသိချာမစားလို့လည်းအဲ့လိုမျိုးသူ့နာမည်လေး तू ကိုရေကိုရေဆိုအဲ့လိုမျိုးလေးခေါ်ပြီး तू နေတာဖြစ်တဲ့အတွက်အိတ်ချင်ကနေစပြီးနောက်ပိုင်းမှာအမားကသူ့ကိုထားခဲ့ပြီးဘယ်မှမသွားဘူးအမြဲတမ်းသူ့ပါမှာပဲသွားတယ်အပြင်သွားတယ်လေ ဝမ်းနေနေတဲ့အချိန်မျိုးဆိုလို့ရှိရင်တော့ကိုလေးကိုရင်ဖွင့်ပြတယ်ပေါ့နော်ဒါပေမဲ့အဲကိုကအဲ့လိုငိုနေတာမျိုးဆိုလို့ရှိရင်ကိုကအဲ့လိုကိုကမျက်ရည်လေးပါလေးပါလာတုပ်ပေးတတ်တယ်အဲ့လိုမျိုးဆိုတော့နောက်ပိုင်းကိုကိုဝမ်းနေနေမြင် तू စိတ်မကောင်းဖြစ်နေတာကိုမြင်ရတော့ကိုကအခုနောက်ပိုင်းဆိုဝမ်းနေတယ်ဆိုရင်တော့သူ့ချိန်မှာမထုတ်ပြတော့ तू တအားဝမ်းနေမှာဆိုလို့ပေါ့နော်အဲ့တော့ဟို तू ကအဲ့လိုသခင်ခံစားရတာပို့ပြီးတော့ခံစားတတ်တယ်လို့မှာ အမြင်နဲ့ပေါ့နော်အဲ့ဒါကြောင့်မို့ကလေးကိုဟွာဖြစ်တဲ့အနေနဲ့ခုနကပါသူရှိပါဆိုပျော်ပျော်တာလေးတွေပဲအမပြတယ်လို့မျိုးစိတ် စိတ်ခမ်းမတင်ဖြစ်နေတာလေးရှိရအောင်သူရှိမှမမပြပြဖို့နော်အမိသားစုဝင်တယောက်လိုပဲအဲစိတ်ထဲမှာထင်တယ်ပေါ့နော်ကို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 မွေးထားတဲ့အဲ့လိုမောင်လေးညီမလေးတားလေးတမီလေးအဲ့လိုမျိုးပုံစံမျိုးလေးကိုပဲစိတ်ထဲမှာခံစားရတာပါရှင်ကိုလေးကအလီလောက်ကလည်းရှောက်သွားရင်ကလေးတွေကြည့်မယ် ညလုံးလေးတစ်ဖက်ကိုမေးပြလိုက်တဲ့ဘုံကြီးပါလာမယ် သွားတယ်เจซีပေါ့เนาะเจซีကတော့သွားလို့တချင်းဆောင်ရုံနဲ့မဟုတ်အခုလည်းစကားပြောနေလဲသွားလို့လှုပ်စီလှုပ်စီနဲ့သွားပျော်သူပျော်တိုင်းမှာသွားကရတယ်ပေါ့ဟိုသူတချင်းဆိုတဲ့အချိန်ပျော်ရင်လည်းသူကရတယ်သူအစားကောင်းလာလေးစားလို့သူပျော်ရင်လည်းသူကကရတယ်ပေါ့အဲ့လိုမျိုးခေါင်းလေးလှုပ်စီလှုပ်စီနဲ့အများရန်ကနေရလေးဖြစ်ပါတယ်သူကတော့ကိတ်ကိတ်ပေါ့ကိတ်ကိတ်ကကြားလေးကအခုဒီဟာပေါ့အမပေါ့တော်တော်ကက်နေရလို့ပြောလို့ရတယ်သူမဆီဆာရောက်လာကျင်တော့ဘလောက်တောင်ကြောက်လဲဆိုလှောင်အိမ်နားကိုလက်သွားတာနဲ့လှောင်အိမ်ထဲမှာရောက်ရက်ခက်ရံကြီးတာအယံကြောက်တာလူရောလက်ရောအယံကြောက်တာ ဟိုလူလဲကင်လို့မရဘူးလက်နဲ့လဲကင်လို့မရဘူးตั้วไก่ลงมาပြောနေသူ့လာရင်တော့လက်ကလေးလာရင်တော့သူကအရင်ကြိုက်တာအဲ့လိုကနေပြီးတော့ဒါအမအပေါ်မှာသူကအခုအဲ့လောက်နေထားအထိကိုသူကရင်နေပြီးပေါ့နော်ရွှေငွေနဲ့ကိုအိန္ဒြာတို့မရှိလက်နေနိုင်ပါတဲ့တစ်ခါလုံးအလိုအဆုံးကဘဝကိုအယုသားဆုံးနေဖို့နိုင်စက္ကမြတ်က ပါလို့နဲ့ကိုဘဝကိုစိတ်ကြိုက်နေလိုက်ယုတ်ရှင်လာတယ်ဘဝသာကောင်းဝင်ဖို့ကိုကစကားပြောတဲ့ကျက်တူရဲ့မျိုးစိမ်မဟုတ်ဘူးအော်သူတို့မျိုးနယ်ရာပေါ့စကားပြောတဲ့အထဲမှာမပါဘူးအတန်တူးလုတ်တဲ့အထဲမှာတော့ပါတယ်ဥပမာရေကြတဲ့ message တန်အဲ့လိုမျိုးလုတ်တဲ့အထဲမှာတော့ပါတယ်ဒါပေမဲ့ကိုလေးကကြတော့စကားပြောမျိုးမဟုတ်ဘဲနဲ့စကားပြောနေတာ ဘာဖြစ်လို့အဲ့လိုမျိုးပြောတာလဲဆိုတော့သူငယ်ငယ်လေးတုန်းကသူကဘေးမှာအဲ့လိုအရင်စကားပြောတဲ့ကြက်တူလေးနှစ်ကောင်နဲ့တူတူနေခဲ့ရတာတကောင်ကအမေဆုံးနောက်တကောင်ကကြက်တော်သူတို့နှစ်ကောင်ကအရင်စကားပြောတာအဲ့တော့သူကအဲ့အဲ့နားရည်ဝပြီးသူကစကားလိုက်ပြောတာပေါ့သူပြောရဲဆိုအခုဆိုသူ့နာမည်သူပြောတယ်ကိုရည်တို့ပါလို့ပြောတယ်ပြီးတော့ရင်သူ hello တို့ပါလို့ပြောတယ်ပြီးတော့ရင်အဲ့ဆိုင်ရကောက်ပါလို့နာမည်ပေါ့တွတ်တွဲတွတ်တွဲဆိုပြီးတော့သူအဲ့တွတ်တွဲတွတ်တွဲဆိုတာတစ်ချိန်လုံးပြောတယ် သူကဟာရေလောက်တက်လဲဆို Messenger ring 3000တို့ message နဲ့အတန်းတို့ဥမာ Grab ကားလာရင် Grab ကားလာရင်မြည်တဲ့အတန်းတို့သူအဲ့လိုမျိုးလေးတော့ like လုပ်တယ်ပြီးသွားရင်ជីကန်းဖြတ်ပြေးသွားရင်ជីကန်းလို like ော်တယ်ကြောင်ဖြတ်ပြေးသွားရင်ကြောင်လို့ော်တယ်အဲ့လိုခွေးတန်ကြောင်ခွေးလို့ like ော်တယ်ပေါ့သူကအဲ့လိုမျိုးအတန်းတူလေးတော့လုပ်ပါတယ်ရှင်ဟုတ်နေနေသူ့ကိုမြင်ပြီးသူ့ရဲ့အပြုတ်မှုသေးလေးအသေးသေးလေးတခုကအစားအကုန်လုံးလိုက်ချက်ရတာပေါ့နော် ူကတော့သူ့အတကယ်ပါအသေးကြော်လေးလို့ပြောရမှာလုံးဝလည်းမခွဲထားခဲ့နိုင်ဘူးတရက်ကလေးတောင်မခွဲထားခဲ့နိုင်ဘူးအရန်လဲချစ်တာအဲ့လိုမျိုးသူ့တစ်ချိန်လုံးပဲထိုင်ကြည့်ပြီးတော့သူ့ကိုတစ်ချိန်လုံးပေါ့အဲ့လိုဟွာဖြစ်နေရပါဘောရှင်ဟုတ်သူကလေဘာလုံးလို့တခင်ပခုံးပေါ်မှာနေတယ်အမဒီပါပါဆယ်ရိုင်းထုတ်နေရမျိုးဆိုလဲသူပခုံးပေါ်မှာနေတယ်အမအိမ်လုံးလုံးနေလဲပခုံးပေါ်မှာနေတယ်သူတို့အတွက်အစာဖြောပေးနေလဲပခုံးပေါ်မှာနေတယ်သူကနောက်ဆုံးပဲရုပ်စွာဆုံးရေချိုးကန်းနဲ့ဝင်အောင်မှာသူကပခုံးပေါ်လိုက်တယ် အဲ့လိုတခါလေးဆိုသခင်နဲ့တူရေချိုးတယ်ဆိုတာအဲ့လိုမျိုး။ကိုခံစားနေရတယ်ဝမ်းနေနေရတယ်ဆိုတဲ့အချိန်မှာတော့ तू အမြဲတမ်းရှိပေးနေတော့ तू မျက်နှာလေးမြင်တာနဲ့တည်းဆိုတော့စိတ်ပင်ပန်းမှုတော်တော်များများရော့သွားသလိုခံစားရတယ်ပေါ့နော်။အော်ငါမှငါငါမှငါ့ကိုအရင်ချစ်တဲ့ငါကလေးလေးရှိရပဲဆိုတဲ့စိတ်နဲ့ပေါ့နော်။အမြဲတမ်းမှုလဲအမသူတို့အတွက်ကြိုးစားရှင်သန်နေဆိုတဲ့ပုံစံမျိုးပေါ့နော်။ငါကလေးကိုငါကောင်းမွန်တဲ့အနေထားမျိုးလေးဖြစ်အောင်ထားရမယ်။အဲသူ့အတွက်ငါကောင်းမွန်တဲ့ဘွားလေးဖန်တီးပေးရမယ်ဆိုပြီးတော့အမြဲတမ်းကိုကိုကိုပို့ပြီးတော့ motive ဖြစ်လာအောင် နေတယ်ပေါ့နော်။